စုံခံပွဲတော်အတွင်းဆယ်ဖီရခြင်းနဲ့အရက်တောက်ခြင်းသတိပေးခြင်းများထုတ်ပြင်စုံခံပွဲတော်အတွင်းထိုင်းလူငယ်တွေအနေနဲ့ဆယ်ဖီရခြင်းအရက်တောက်ခြင်းပတ်သက်ပြီးထိုင်းအစိုးရကသတိပေးချက်တွေထုတ်ပြန်လာတာကိုအတိုက်ကားသတင်းမှရေးသားထားပါတယ်ထိုင်းနိုင်ငံဟာကမ္ဘာကျော်စုံခံပွဲတော်ကျင်းပဖို့အတွက်အဆင့်သစ်ဖြစ်နေချိန်မှာအစိုးရကလူငယ်တွေအနေနဲ့မသိလျော်တဲ့အကြောင်းအရာတွေအွန်လိုင်းပေါ်မှာ post တင်တာနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ် အမိုက်စာဝတ်စုံတွေကနေအရက်တောက်တဲ့ပါတီတွေအထိဆိုရှယ်မီဒီယာအပေါ်လွှင့်တင်မှုတွေကဥပဒေကိုချိုးဖောက်နိုင်ပြီးပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်တယ်လို့အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။အစိုးရပြောရေးဆိုခွင့်ရှိသူတူကလူအများပြားကတကြံပွဲတော့အခိုက်အတန့်တွေကိုအွန်လိုင်းပေါ်မှာမျှဝေခြင်းကိုနှစ်သက်ကြပေးမယ်။အချို့သော post တွေက ဥပဒေလမ်းကြောင်းကိုကျော်လွန်သွားတယ်လို့ဆိုပါတယ်။လူငယ်တွေကိုတတိထားဖို့တောင်းဆိုပါတယ်။ အဝဘလံအယက်သေးစာဒါမှမဟုတ်အကြီးပြည့်တဲ့လှုပ်ဆောင်ချက်တွေပါဝင်တဲ့အကြောင်းအရာဟာဥပဒေကြောင့်အရာအကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ဒါပြင်အယက်တောက်တော့မှုထင်းချုပ်ရဲ့အဲ့ဥပဒေကိုဖောက်ပြက်ပါကထောင်တန်းတစ်နှစ်အထိဒါမှမဟုတ်ငွေတန်းဘက်9သိန်းအထိချမှတ်နိုင်တယ်လို့သိရပါတယ်။ဒါရထုတ်လွှဲခြင်း upload တင်ခြင်းဒါမှမဟုတ်အများတူကအခြေစာလိုက်တာကိုထိခိုက်စေတယ်လို့ယူဆရတဲ့ဗီဒီယိုတွေကော ထိုင်းဥပဒေအမျိုးမျိုးဖြင့်တရားစွဲဆိုခြင်းကိုလည်းဥတည်စေနိုင်တယ်လို့သက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားပါနေ။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။